င်းနိုင်ငံကိုထမောင်ခိုတင်သွင်းလာတဲ့ဒေါ်လာ၅သန်းခန့်တန်ကြေးရှိတဲ့ကြံ့ဦးချိုး၂၁ခုကိုဖမ်းဆီးရမိခဲ့တယ်လို့တာဝန်ရှိသူတွေကမတ်လ၁၄ရက်နေ့မှာပြောကြားခဲ့ပါတယ်။အခုလိုဖမ်းဆီးရမိခဲ့ခြင်းဟာပြီးခဲ့တဲ့၅နှစ်မှ၁၀နှစ်အတွင်းအချီးမားဆုံးဖမ်းဆီးရမိမှုဖြစ်ပြီးပြီးခဲ့တဲ့ရက်တွေအတွင်းကလည်းဆင်ဆွဲ300ကီလိုဂရမ်ကျော်ကိုဖမ်းဆီးရမိခဲ့သေးတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံဟာရှားပါတရိတ်ဆန်နေတဲ့သက်ဆိုင်တဲ့ပစ္စည်းတွေကိုအာရှနိုင်ငံတွေစီကိုတဆင့်ကန်တင်သွင်းတဲ့အကြီးကနိုင်ငံတစ်ခုဖြစ်လာနေပါတယ်။ ်ကြံတွေကျင်းလဲကျဆားရမူရင်းနိုင်ငံတွေမှာအကောင်ရည်အလွန်မင်းကြဆင်းလာနေတာတွေကြောင့်အခုလိုကြံဥကြိုတွေဖန်စီရမိမှုဟာကြုံထောင့်ကြုံခဲ့ဖြစ်တယ်လို့ရှားပါဒရိုက်ဆန်နဲ့ပန်းမျိုးစိတ်ကာကွယ်ရေးဌာနညွှန်ကြားရေးမှူးစွမ်ကီရက်စွန်ထွန်ပီတကူကပြောပါတယ်ကြံဥကြိုတွေကိုအီသီယိုးပီးယားမှလာတဲ့ခရီးဆောင်အိတ်တခုအတွင်မှာဖန်စီရမိခဲ့တာလည်းဖြစ်ပါတယ် ။ကြံဥကြိုတွေကိုရောင်းဝယ်ခြင်းကိုကုလသမဂ္ဂညီလာခံမှတားမြစ်ထားတာဖြစ်ပေမဲ့အဖျားကနေကင်ဆာအထိပျောက်ကင်းနိုင်တဲ့အရှိတိုင်းတိုင်းရင်းစေအချို့မှာကြံဥကြိုဟာအဓိကပါဝင်ပစ္စည်းအဖြစ်ရှိနေတာကြောင့်မှောင်ခိုကုန်သွယ်မှုတွေရှိနေတာလည်းဖြစ်ပါတယ်။ကြံဥကြိုတွေဟာအလွန်ရှားပါတာကြောင့်အလွန်တန်ဖိုးကြီးပါတယ်။မှောင်ခိုဈေးကွက်မှာ1ကီလိုဂရမ်ကိုဒေါ်လာ3000လောက်တန်ကျင်းရှိတယ်လို့စံကိရက်ကပြောပါတယ်။ ခီးဆောင်အိတ်ကိုလာယူတဲ့ထိုင်းမျိုးသမီးနှစ်ဦးကိုဖမ်းဝရမ်းထုတ်တာပြီးသူတို့နှစ်ဦးဟာဆက်ဆဲဖို့ရပ်တန့်စေတဲ့အချိန်မှာထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။ကဘာပေါ်မှာကြန့်ကောင်ရီ2900လောက်ပဲရှိတော့တာဖြစ်ပြီးအဲ့ဒီထဲက80ရာခိုင်နှုန်းဟာအာဖရိကမှာရှိနေတယ်လို့လည်းသိရပါတယ်။